အားလုံးပဲမင်္ဂလာပါ positive energy circle weekend talk လေးကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီအပတ်မှာတော့ကျွန်မတာဝန်ဆိုတာနဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့နော်ဒီအကြောင်းလေးကိုကျွန်မစဉ်းစားမိရတဲ့အတွက်အဲဒါလေးကိုကျွန်မပြောပြချင်ပါတယ်အဲ့တော့ကျွန်မစီမှာကျွန်မတည်ကျွမ်းခဲ့ရဘူးလေပေါ့နော်မိတ်ဆွေတယောက်ရှိပါတယ်အခုတော့ဆုံးသွားပြီသူကမနုပညာအနုပညာရှင်တယောက်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဟိုပြည်သက်တဲ့လူတွေကြားထဲမှာမျက်နှာမြင်ရတဲ့လူမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အနုပညာဖန်တီးရတဲ့သူတယောက် ဖြစ်ပါတယ်အဲ့တော့အဲသူ့အလုပ်ကိုသူအမတမ်းမှပဲချစ်မြတ်လို့ရတယ်အမတမ်းမှယူသွတ်တယ်အဲ့လိုပေါ့နောက်တစ်ခုကအဲသူ့အတိုင်းဝိုင်းထဲမှာအရန်နာမည်ကြီးရှန်းရှန်းတောက်မဟုတ်ပေမဲ့လို့သူ့အတိုင်းဝိုင်းမှာသူ့ရဲ့ပညာနဲ့ပတ်သက်ပြီးတော့အဲတံပိုးထားခံရတဲ့လူမျိုးလေးစားခံရတဲ့လူမျိုးလည်းဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အမတမ်းမှပဲခေါင်းမဆောင်နဲ့ပတ်စံနောက်ကိုမလိုက်တဲ့ပညာရှင်မျိုးတွေမှာပါတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ အလုတ်တရားတော့ဖန်တီးမှုတွေပေါ့နော်ဖန်တီးမှုတွေအနေနဲ့ကအရန်ကောင်းတယ်ဒါပေမဲ့စမ်းအနေနဲ့ကြည့်မယ်ဆိုလို့ရှင်ကြတော့အစမ်းတိတ်မရှိဘူးပေါ့နော်အဲ့လိုပြောရမှာပဲအဲထင်ပါတယ်အဲ့ဒီခါကျတော့ပေါက်ရမယ့်ဟာတွေကလည်းမပေါက်ဘူးပေါ့နော်ဒါပေမဲ့အခုခင်မှာကျတော့ဘယ်လိုမျိုးလဲဆိုလို့ရှင်တခုခုပေါ့ပညာရေးတခုပေါက်ဖို့ဆိုတာကလည်းအများကြီးပဲအပံ့ပိုးမှုတွေလည်းအများကြီးလိုတာ哦ဆိုရှယ်မီဒီယာရဲ့ပံ့ပိုးမှုတွေလိုတဲ့အစရှိသဖြင့်ပေါ့နော်ဤပညာ technical ဘိုင်းဆိုင်ရာအစရှိသည်ဖြင့်ဒါမျိုးတွေလည်းလိုအပ်တာ哦ဒါပေမဲ့လည်းအဲ့ဒါတွေနောက်ကိုလည်းမလိုက်ဘူးကိုလုတ်ချင်တဲ့အလုပ်ကိုပဲပတ်စံရရမရရဒီဇိုင်းမမဲ့လုပ်မယ်ဒါလုပ်နေရရင်ပျော်ရဲဆိုတဲ့အခါကျတော့သူကဘလို့ဖြစ်လဲဆိုတော့အဲနေမကောင်းဖြစ်တဲ့အချိန်မှာတော့မှအတန်းမှခေါင်းမာပြီးတော့ဘောနော်ဟိုရောင်းတင်တာမရောင်းဘူးအစရှိသည်ဖြင့်ဘောနော်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အဲပုံဝင်လင်းပြောရမယ်ဆိုလို့ရှိရင်ဆုံးကန်ဒီအချိန်မှာအရန်ကို ချုပ်တဲတဲ့အချိန်လေးပေါ့နော်ဒါမျိုးကိုကြုံရခက်ခဲပင်ပန်းတာပေါ့လေမိသားစုအနေနဲ့လည်းသူ့ကိုပြူစုရတာနော်နောက်ပြီးတော့ငွေကြေးရလည်းအရန်ဝင်ကြက်တဲရတဲ့အခါမှာတော်တော်ဒုက္ခရောက်တာဖြစ်ပါတယ်အဲ့တော့အဲကျွန်မအဲ့ချိန်မှာစဉ်းစားမိရပေါ့လေဘယ်လိုစဉ်းစားမိလဲဆိုတော့အရန်ဝင်လဲတော်တဲ့လူတယောက်လည်းဖြစ်တယ်အရန်ဝင်ကောင်းမွန်တဲ့နော်အလုပ်တွေဖန်တီးမှုတွေကိုလည်းလုပ်နိုင်တယ်ဒါပေမဲ့အာပတ်စံတော့ကိုဘရောမမလိုက်ဘူးဆိုပြီးတော့ခေါင်းမာခဲ့တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုလို့ရှိရင် အဲတာမယားနဲ့ပတ်သက်ပြီးတော့เนาะမိသားစုနဲ့ပတ်သက်ပြီးတော့ဒီမိသားစုကို support လုပ်ဖို့ကြတော့သူမှာအများကြီးလစ်ဟင်သွားတဲ့ဟာမျိုးတွေအများကြီးရှိရအောင်တွေ့ရတယ်ပေါ့เนาะဆိုတော့အဓိကတော့ဘာလဲဆိုတော့ကိုယ်လှုပ်ချင်တာကိုလှုပ်တယ်ကိုယ်အဲတရတေပေါ့เนาะတခုခုကိုလုံးဝစုပ်ကိုင်ထားတယ်အဲ့ဒါကိုလုံးဝမပြောင်းလဲဘူး flexible မဖြစ်ဘူးအဲ့လိုဆိုတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်မိသားစုအရင်းနဲ့အဲကြုံလို့ကြုံလာရတဲ့အခါမှာမိသားစုလည်း မဆောင်ရှောက်နိုင်ဘူး sorry ကျမ်းမာရေးကိစ္စနဲ့ကြုံရတဲ့ခါမှာကိုကိုကိုလည်းမဆောင်ရှောက်နိုင်ဘူးမထောင်မတ်နိုင်ဘူးအဲ့လိုပဲမိသားစုကိုလည်းဒုက္ခရောက်စေရပါတော့အဲ့လိုမျိုးပြောရမှာဖြစ်ပါတယ်အမှန်မှာတော့ဒီလိုလူမျိုးတစ်ယောက်ကနော်ပညာလည်းတော်ပြီးသားဖြစ်တယ်ဒါပေမဲ့ဘေးနားမှာရှိတဲ့ပြင်ပအထောက်ပံ့တွေပေါ့နော်ခုနကပြောတဲ့ technical ဘိုင်းဆိုင်ရာအစရှိတဲ့ပြင်ဒီလိုအထောက်ပံ့တွေကိုလည်းယူမယ်။တော့ခေါင်းမမာခဲ့ဘူးဆိုလို့ရှိရင်သူ့အနေနဲ့ဒါအများကြီးအဲ လမ်းတွေပွင့်လာမယ်ပေါ့နော်သူရဲ့ဘဝမှာလမ်းလမ်းတွေပွင့်ခဲ့မှာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်မိသားစုလည်းဒီလောက်ယုံယုံခံရတာမျိုးမရှိဘူးဒီလောက်ဆင်းရဲဒုက္ခမရောက်ဘူးသူ့ရဲ့နောက်ဆုံးအချိန်မှာလည်းသူကအေးအေးဆေးဆေးနေပဲပေါ့နော်တသက်တသားလေးအဲတွားခွင့်ရမှာပဲလို့ကျွန်မစိတ်ထဲမှာဖြစ်မိတာပါအဲ့တော့အာဒါရီက လူတွေမှာရှိတတ်ကြပါတယ်ဒါမျိုးခေါင်းမာတယ်ဆိုတဲ့လူတွေပေါ့နော်တော့တချို့တွေဆိုလို့ရှိရင်ကိုကဘာကောင်ကြီးပဲဖြစ်နေဖြစ်နေဒါပေမဲ့ဘာဖြစ်လဲဘာတောင်းဝင်မှမယူနိုင်ဘူးเนาะမိသားစုနဲ့ပတ်သက်ပြီးတော့ဒါမျိုးတွေလည်းရှိပါတယ်အဲ့တော့ကျမရဲ့ကျမဆိုလို့ရှိရင်ဒီခံစားချက်ကိုကျမကောင်းကောင်းသိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့အဖေဆိုလို့ရှိရင်အာကျမအဖေဆုံးတာ45နှစ်ပေါ့နော်အသက်45နှစ်မှာဆုံးတယ်။အဲတော့ကျမခဏခဏလေးပြောပြပူပါရယ်။ကျမအဖေကိုအရန်ချစ်တယ် နောက်ပြီးတော့ကျမရဲ့အဖေကသူ့ရဲ့ထူးခြားချက်တွေရှိတယ်။သူကဘာလဲဆိုသူကအရင်ချစ်စရာကောင်းပါတယ်။ချစ်စရာကောင်းတဲ့လူတစ်ယောက်ပေါ့နော်။ယောက်ျားတစ်ယောက်ပြီးတော့အမတန်မှပဲပြေပြေနေတတ်တယ်။အဲ့ဒီပြေပြေနေတတ်တာကလည်းသူ့ကိုချစ်စရာကောင်းစေတဲ့အချက်တစ်ခုဖြစ်တယ်ပေါ့။အဲသူ့ရဲ့ဘဝမှာသူကိုယ်တိုင်က သူများကိုအဲ့လိုမျိုးကြီးစရာတွေပြောတယ်နောက်တက်ပြောင်းတက်တယ်အဲ့လိုမျိုးပုံစံရှိပေမဲ့လို့အဖေဟာစိတ်ထဲမှာမပျော်ရွှင်တဲ့ဟာမျိုးတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါအကြောင်းမလို့လေဒါပေမဲ့ तू ကအဲ့လိုမျိုးသူ့ရဲ့စိတ်ထဲမှာဖြစ်နေရဲ့မပျော်ရွှင်မှုတွေကို तू ဟို express မလုပ်ပြတတ်ဘူးပေါ့အဲ့တော့ကျမဒါအခုချိန်မှာသုံးသပ်မိရပါပေါ့နော်အဲ့တော့အဲ့တော့ဘလိုမျိုးဖြစ်လဲဆိုတော့ तू ကဘာနဲ့ तू ကစိတ်ထွက်ပေါက်ရှာလဲဆိုလို့ရှိရင် तू ကအရက်ပေါ့နော်အရက်တောက်တာနဲ့ပဲ तू စိတ်ထွက်ပေါက်ရှာတာမျိုးဖြစ်တယ် ဖြစ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုလို့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့တကယ်အလုတ်ကောင်းရမယ်အရွယ်ပေါ့နော်အဖေအလုတ်လုံးနိုင်တဲ့အရွယ်အလုတ်အလုတ်တွေပါကောင်းကောင်းစီးပွားရှာရမယ်အရွယ်မှာနော်သူဘာအလုံးမမလုံးနိုင်ဘူးအလုံးနဲ့ပတ်သက်ပြီးတော့သူဒီအရဲကြောင့်မလို့သူအလုံးမှာသွားပြီးထိခိုက်တာတွေရှိရဲเนาะအဲ့တော့အလုံးလုံးခွင့်မရပဲနဲ့နော်ပိတ်ထားခံရတဲ့အစရှိသဖြင့်အဲ့အမျိုးတွေသူကြုံနေရတာပေါ့เนาะအဲ့ခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်အဖေကကျမတို့မိသားစုပေါ်မှာ တာဝန်မယူနိုင်ဘူးပေါ့နော်ငွေကြေးအရလည်းတာဝန်မယူနိုင်ဘူးတာမျိုးရှိရပေါ့အဲ့တုန်းကမမရပြောမှဆိုကျမရှစ်တန်းကိုရင်အရွယ်ပေါ့လေအဲ့အရွယ်တုန်းကအာကျမတို့ကျောင်းမှာဆိုလို့ရှိရင်ဒါစကားဆက်မိလို့ပြောပြရပါကျမတို့ကျောင်းမှာတငယ်ချင်းနေကျမတို့အတန်းတွေမှာတွေးတယ်ပေါ့နော်ကျမတို့အုပ်စုပေါ့အဲ့လိုမျိုးကျမတို့အုပ်စုက10ယောက်ရှိတယ် main ကလေးတွေကြီးပဲပေါ့နော်အဲ့တော့ကျမတို့ကအာနှစ်တိုင်းကျမတို့ကျောင်းဖွင့်ပြီဆိုလို့ရှိရင်ကျမတို့အုပ်စုက အမြဲတမ်းလိုအိတ်ကလေးစင်တူဝယ်ကြရတဲ့ဒါမျိုးတွေရှိတယ်ဗောလေဒီနှစ်အစိမ်းလေးဝယ်မယ်နောက်နှစ်ကျရင်အနီလေးဒီနှစ်တော့အနီလေးကြိုက်မယ်အစချစ်တဲ့လိုအိတ်ကလေးစင်တူဝယ်ကြရတဲ့အဲ့လိုမျိုးပေါ့ခေါင်းစည်းကလေးကလေးဆိုစင်တူတက်ကြရတဲ့အဲ့လိုမျိုးလုပ်ကြရတယ်ဗောလေ main ကလေးအုပ်စု10ယောက်ဆိုတော့အမမေရအဲ့နှစ်ကကျမထင်တယ်၈တန်း၉တန်းလောက်ဖြစ်မယ်ထင်ပါတယ်အဲ့တနှစ်ကတော့သူတို့တွေကလွယ်အိတ်စင်တူဝင်ကြဝင်ကြမယ်ပေါ့နော်အဲ့လိုပြောတဲ့အခါမှာအဲ့နှစ်ကကျမလွယ်အိတ်အစ်စ်မဝင်နိုင်ဘူး မဝင်နိုင်ဘူးဆိုတော့ကျွန်မဘယ်လိုပဲပြောလိုက်လဲဆိုလို့ရှိရင်အမ်ငါတို့ဒီနေ့မကင်တော့ဘူးပေါ့နော်ဒီအဟောင်းမင်းကကင်တော့မယ်ဆိုကျွန်မပြောခဲ့တာမှတ်မိရပေါ့အဲ့တော့အဲ့တော့တကယ်ချင်းနေကဘယ်လိုထင်ကြလဲဆိုကျွန်မခွဲထွက်တယ်ပေါ့လေအဲ့လိုမျိုးသူတို့နဲ့သူတို့မချစ်လို့ပေါ့အဲ့လိုမျိုးသူတို့အစီအစဉ်ပြက်အောင်လုပ်တယ်ပေါ့ဆိုတော့သူတို့ကကျွန်မကိုစိတ်ဆိုးကြတာရှိရပေါ့လေဒါပေမဲ့တကယ်တော့ကျတော့ကျွန်မသူတို့အဲ့အကြောင်းလေးတွေမပြောချင်ဘူးနောက်အိမ်မှာလည်းကျွန်မမပူစားချင်ဘူးပေါ့နော်လွဲကြီးအစ် ဝယ်ဖို့တော့မှကျမစီမှာအဲ့တုန်းကခက်ခဲဘူးလေအဲ့နှစ်ပိုင်းခြားတွေမှာကျမရဲ့အဖိုးအဖွားတွေကကျမတို့မောင်နှမဒီစာသင်မှုဘာညာဘောနော်လာစဉ်အသုံးစရိတ်အတွက်ကိုသူတို့ပတ်စံထုတ်ပေးရတဲ့ဟာမျိုးရှိရယ်ကျမအဖေကဘာမှဟို generate မလုပ်နိုင်ဘူးဘောနော် income ကိုအဲ့တော့ပြောရမယ်ဆိုရင်လေဟိုဒီအကြောင်းတွေကပြောရမယ်ဆိုလို့ရှိရင်ဝန်ထဲဆရာတို့လည်းကောင်းပါတယ်လေဘာဖြစ်လို့လဲဆိုတော့ဟို ြောရလို့ရှိရင်အဖေကမိသားစုပုံမှာတာဝန်မကျေခဲ့ဘူးပေါ့နော်အဲ့လိုမျိုးတော့ဖြစ်တာပေါ့လေအဲ့တော့ချစ်စရာကောင်းတယ်ပျော်တတ်တဲ့သူเนาะဒါပေမဲ့လည်းဘာဖြစ်လဲဆိုလို့ရှိရင်ဒီသူကြိုက်တဲ့အရက်ပေါ့နော်ဒီအရက်ကိစ္စနဲ့ပတ်သက်ပြီးတော့အာပြဿနာတွေလည်းအများကြီးဖြစ်တယ်နောက်ပြီးတော့တိမ်ငယ်စရာပေါ့နော်မိသားစုမူတိမ်ငယ်စေခဲ့တဲ့အဲယောက်ျားတယောက်တော့သူဖြစ်သွားတာပေါ့လေเนาะဒါလူဆိုတော့ကိုယ့်ရဲ့ဇလန်းကိုယ့်ရဲ့တမိုင်းကိုကိုယ့်ဟာကိုရေးကြတာကြီးပါပဲ အဲ့ခါကျတော့အဖေဆုံးတော့လည်းတော်တော်ဒုက္ခရောက်ပါတယ်။ဒါပေမဲ့ကျမတို့စီမှာကံကောင်းတာတကွာအဖိုးဘွားအရန်ကြည့်ရတယ်။ကြည့်ရတဲ့ခါကျတော့ဟိုအဲ့လောက်တော့လည်းမခက်ခဲဘူးပေါ့နော်။အရန်တော့လည်းမခက်ခဲဘူး။ဒါပေမဲ့ဟိုငွေချင်းနဲ့ပတ်သက်လို့ရှိရင်ကျမအမေကယောက်ျားစီကလက်ဖြန့်ရတာမဟုတ်ဘဲနဲ့ယောက်ျားမစီကလက်ဖြန့်ရအောင်လို့ဖြစ်နေရော။သူလည်းနေနေတော့ ဟိုဖင်းကုန်မှာပေါ့နော်အခုဒီခေတ်စကားနဲ့ပြောရမယ်ဆိုလို့ရှင်တော့သူလည်းမပြောဘူးပေါ့အမျိုးသားနဲ့ပတ်သက်ရင် proud မလုံနိုင်ဘူးသူကအဲ့လိုသဘောမျိုးပြောဖြစ်တာပေါ့လေအဲ့တော့အဖေဆုံးကန်ကြီးရောလေမိသားစုတော်တော်ဒုက္ခရောက်ပါတယ်ဘာဖြစ်လဲဆိုတော့အဲပြူစုဝါရာနဲ့ဘာနဲ့အဲ့လိုပေါ့လေသူ့အတွက်ပဲပူရပင်ရအဲ့လိုကြောင်ကြရနဲ့အဲ့လိုမျိုးဖြစ်နေရပေါ့အဲ့တော့အဲကျမအဖေဆုံးသွားတဲ့ခါကျတော့ကျမအမေက အဲသူဖြစ်စီခြင်းတဲ့ဆန္ဒတခုပေါ့နော်အဲ့ဒါလေးကိုသူပြောတာမှတ်မိတယ်အဲ့ဒါဘာလဲဆိုတော့ဘဝအတိုင်းမှာတဲ့နော်ဒီသားမယားကိုပေါ့လေမိသားစုကိုမသိငယ်စေရဲ့မိသားစုတောင်းဝင်ပြူနိုင်နဲ့အာယောက်ျားကောင်းယောက်ျားမယားဖြစ်ပါစေပေါ့နော်လင်ကောင်းယောက်ျားကောင်းဖြစ်ပါစေဖြစ်စီခြင်းတယ်ဆိုပြီးတော့ကျမအမေဒီလိုမျိုးပြောတာလေးကိုကျမတို့ပြောတာပေါ့လေအဲ့ဒါလေးကိုကျမလည်းမှတ်မိနေပါတယ်အဖေဆုံးတဲ့အခါမှာပြောတာပေါ့ ဟိုချိန်နှင်းမှာပဲကျမစဉ်းစားမိရဲ့အဲ့ဒါတကူကဘာလဲဆိုတော့ကျမရဲ့ဦးလေးပေါ့နော်ကျမရဲ့ဦးလေးကလည်းစုံတဲ့အခါမှာ45နှစ်ပဲကျမအဖေနဲ့ဦးလေးနဲ့ကရှင်းစင်တော့စင်ပဲစုံကြတာအဲ့တော့ဦးလေးကကြတော့သူကအရင်ဆုံးတယ်ဦးလေးဆုံးပြီးတော့တစ်နှစ်နှစ်နှစ်ကြာတဲ့အခါကျတော့အဖေဆုံးတယ်ပေါ့နော်အဲ့ဒီအခါကျတော့ဘာဖြစ်လဲဆိုရင်ကျမဦးလေးကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူကအရန်တော်တဲ့လူတစ်ယောက်ဖြစ်တယ်အရန် accomplish ဖြစ်တယ်နောက်ပြီးတော့အရန်တော်တယ်အလုပ်လည်းအရန်ကောင်းတယ်အဲ့လိုမျိုး ဟိုအလုပ်လုပ်ရမယ့်အရွယ်မှာလည်းတကယ်ကိုစွန်းစွန်းတမန် အလုပ်တွေလုပ်နိုင်တယ်ပတ်စံရှာနိုင်တယ်မိသားစုကောင်းကောင်းကြည့်နိုင်တာပေါ့နော်အဲ့လိုမျိုးဆိုရဲခါကြတော့ဟိုတကယ်ကိုလင်ကောင်းယောက်ျားကောင်းပဲပေါ့မိသားစုကသူ့အတွက်ဘယ်တော့မှမတိမ်ငယ်ရအောင်သူ့အတွက်အမြဲ proud ဖြစ်ရတယ်အဲ့လိုမျိုးပေါ့သူ့သားသမီးရဆိုလို့ရှင်လေဒီအဖေရှိရဲ့အတွက်ကြောင့်လို့အမြဲလက်မထောင်နိုင်နေတာငါတို့အဖေပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့လိုမျိုးဖြစ်ကြတယ်ပေါ့နော်အဲ့လိုဦးလေးအဲ့အဲ့ဦးလေးကဆုံးသွားတဲ့ခါကျတော့လေသူကအာ ကျွန်မအဖေလိုမျိုးအဲ့လိုယောဂရဲ့အကြာကြီးဖြစ်ပြီးတော့နော်မိသားစုတွေအရင်ပူပန်ကြောင်းကြပြီးတော့အဲ့လိုမျိုးဆုံးတာမဟုတ်ဘူးသူဆုံးတော့လေရုတ်တရက် heart attack ရပြီးဝုန်းဆိုတော့ unexpectedly ပေါ့နော်လုံးဝမျှော်လင့်မထားတဲ့အခြေအနေတခုမှာသူကဆုံးပါသွားတာဖြစ်တယ်အဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အရင်ဖြေမစင်နိုင်ဖြစ်ကြတာပေါ့နော်အဲသူ့ကိုလည်းအကုန်လုံးချစ်ကြတယ်ပဝန်းကျင်အလုပ်ထဲမှာအဖွဲ့အစည်းတွေမှာလည်းအရင်ကောင်းတဲ့သူတယောက်ဖြစ်တယ်ဆိုတဲ့ခါကျနှစ်မျိုးကြတာပေါ့ especially မိသားစုတွေဆိုလို့ရှင်ရောဘယ်လိုခံစားရမလဲပေါ့နော်ရုတ်တရက်ကိုခွဲခွာသွားတာလीနော်ဘာမှမဟုတ်နှုတ်တောင်မှမဆက်လိုက်ဘူးအဲ့လိုမျိုးခွဲခွာသွားတာဆိုတဲ့အခါကျတော့အရန်ကို shock ဖြစ်ပါတယ်ဦးလေးဆုံးသွားတဲ့အခါကျတော့အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်အော်ကျမရဲ့အတော်ကြံရစ်ခဲ့ပေါ့နော်ဦးလေးရဲ့ဇနီးပေါ့လीသူကဘာပြောလဲဆိုကျမမှတ်မိရဲ့ ့ဩတဲ့ဟိုသူကပေါ့လေကောင်းတဲ့နေရာကိုရောက်မှာပါတဲ့ဘာဖြစ်လို့လဲဆိုတော့သူကအရန်ကောင်းတဲ့ယောက်ျားတဲ့နော်အရန်ကိုတောင်းဝင်ကြည့်ရယ်သားမယားပေါ်မှာတောင်းဝင်ကြည့်ရယ်မိသားစုပေါ်မှာတောင်းဝင်ကြည့်ရယ်ယောက်ျားဖြစ်တယ်တဲ့အဲ့လိုလူမျိုးကိုတဲ့တခြားမင်းကတော့မှကြော့တယ်တဲ့ဆိုပြီးတော့နော်အန်တီကအဲ့လိုမျိုးပြောတာလေးကိုကျမကြားဘူးလေအဲ့တော့ကျမအဲ့တုန်းကအသက်ဘယ်လောက်ရှိတယ်ဆိုလို့ရှိရင်ကျမ16နှစ်လောက်ပဲရှိအောင်ပဲထင်ပါတယ်အဲ့တော့ကျမအသုဘိုင်းမှာတွားရင်းနဲ့ကျမတွားကူလုပ်ပြီးပေါ့နော်အဲ အဲ့ကစင်နေနဲ့သွားပြီးတော့အဖော်လုပ်ပေးအဲ့လိုမျိုးလုပ်ရင်လေကျွန်မအဲ့ဒါလေးကိုကြားတော့ကျွန်မစိတ်ထဲမှာအရန်ထူးစမ်းပါတယ်တခြားမင်းအရောင် ကတော့တယ်ဆိုတော့အဲ့ဘာဘာဖြစ်လို့များပါလေပေါ့နော်ကျွန်မအဲ့ဒါကိုစဉ်းစားမိရယ်အဲ့ဟိုဒီနေ့ကကျွန်မစာအုပ်ကလေးတအုပ်ဖတ်တယ်ဖတ်တော့အဲ့မှာအဲ့ဒီတာရကဝိထုတွေပေါ့နော်အဲ့ဒီမှာဒီတခြားမင်းကအဲ့ကတော့တယ်ဆိုတဲ့အကြောင်းလေးကတိုက်တိုက်ဆိုင်ဆိုင်မဲပါလာတယ်ကျွန်မအဲ့ဒါလေးကိုသွားပြီးတော့ဖတ်မိရပါပေါ့နော်အဲ့တော့ အာတခြားပြောရမယ်ဆိုလို့ရှိရင်တော့တခြားမင်းကအဲ့မှာသူ့ရဲ့ယထာထိန်ရှိရပေါ့နော်မာတလိဆိုရက်နတ်သားနဲ့နော်ဟိုဒီဒီယထာနဲ့တွားမယ်ဆိုပြီးတော့လှုပ်တဲ့အခါမှာနော်ယထာဘုံမတက်ခင်မှာတခြားမင်းကအရက်လေးမျက်နှာကိုလှည့်ပြီးတော့ကြော့တယ်တဲ့နော်ကြော့တဲ့အခါကျတော့မာတလိကနည်းနည်းအံ့ဩသွားတယ်ပေါ့နော်မာတလိနတ်သားအံ့ဩသွားတယ်အဲ့တော့သူကတခြားမင်းကိုမေးလိုက်တယ်ပေါ့လေကဘာမီပေါ်မှာရှိတဲ့ပုံနာတွေမင်းတွေလူတွေ နော်နောက်ပြီးနေပြည်မှာရှိရတဲ့မင်းကြီးတွေကဒါတရားမင်းကိုရှစ်ခိုးကြတယ်တဲ့အခုအရှင်တရားမင်းကဘသူတွေကိုရှစ်ခိုးနေရလဲတဲ့နော်အဲ့လိုပြောတဲ့အခါမှာတရားမင်းကြီးကပြန်ဖြေရပေါ့နော်သူရှစ်ခိုးနေတဲ့သူတွေကတီလာရှိတဲ့ယဟန်တွေနဲ့နောက်တစ်ခုကတရားနဲ့အညီတာမင်းအားကိုလှုပ်ကြွေးထောက်ပံ့နေတဲ့လင်ယောက်ကြားတွေသူတို့နှစ်ဦးကိုရှစ်ခိုးတာတဲ့ဆိုပြီးပြောတယ်အဲ့တော့ မာတလေးကပြန်မေးရဲ့နော်အရှင်တရားမင်းပေါ့နော်တီလန်းရှိရဲ့ယဟန်တွေကိုရှေ့ကိုတာတော့ဟုတ်ပါပြီဒါပေမဲ့တာမင်းအောင်လှုပ်ကြွေးထောက်ပံ့တဲ့နော်လင်းယောက်ျားတွေကိုကြာဘာဖြစ်ရှေ့ကိုတာလဲတဲ့နော်ရှေ့ကိုစရာလို့လို့လာပေါ့လေအဲ့လိုပြောတဲ့အခါကျတော့အမ်တရားမင်းကပြောလဲဆိုမာတလေးရဲ့နော်ရှေ့ကိုနေရသူ့ရှေ့ကိုနေရလူဆိုတဲ့တော်ဟာပြည့်ညက်ကိုရှေ့ကိုတာမဟုတ်ဘူးတဲ့သူ့ရဲ့တာဝန်ကြီးတတ်တဲ့ဂုံကိုရှေ့ကိုတာပါတဲ့ဆိုပြီးတော့ အဲတကြမရပြန်ဖြေရပေါ့နော်ဒီဟာလေးကိုကျွန်မဘယ်ကနေပြီးတော့ဖတ်မိလဲဆိုစဖုံဖုံအော်ရွေဝင်ွယ်အင်းမရဲ့မင်္ဂလာအတွေ့များဆိုတဲ့စာအုပ်ကလေးကနေပြီးတော့ကျွန်မဖတ်မိတာဖြစ်ပါတယ်အဲ့တော့အဲ့တော့ဒီမှာကျွန်မသိချင်တဲ့ဟာလေးကိုသိလိုက်ရတယ်ပေါ့နော်အဲ့တော့လူကိုရှိခိုးတာမဟုတ်ဘူးဗာလဲဆိုလို့ရှိရင်တာဝန်ပေါ့နော်တာဝန်ကြီးတတ်တဲ့ဂုံကျေးစုပေါ့လေဒါကိုရှိခိုးရဲအတိအမှတ်ပြုတယ်ဆိုတာလေးကိုကျွန်မသွားပြီးတော့သိလိုက်ရတာဖြစ်တယ်အဲ့တော့ကျွန်မအဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဇာလေးတစ်ပုဒ်လေးရေးလိုက်မိပါသေးတယ်။ဟိုဆက်ဆက်ပြီးတော့စဉ်းစားမိရပါဘို့လေ။ကျမအဖေနဲ့ကျမဦးလေးဆိုလို့ရှိရင်နှစ်ယောက်စလုံးကအရွယ်တူတွေအရွယ်ကောင်းတွေပေါ့နော်။ဆုံးတော့လေ45နှစ်မှာဆုံးကြတယ်။နော်အဲ့တော့ဒါပေမဲ့ဒီယောက်ျားနှစ်ယောက်မှာကွာခြားချက်တွေအများကြီးရှိရပါဘို့လေ။နော်ကွာခြားချက်တွေအများကြီးရှိရဲ့။အဲ့တော့မိသားစုပုံမှာ general generally ပြောမယ်ဆိုလို့ရှိရင်တယောက်ကမိသားစုပုံမှာတာဝန်ကြီးရယ်တယောက်ကတော့သူယောက်ျားတယောက်အနေနဲ့ဖခင်တယောက်အနေနဲ့ ကြေပြွန်ရမယ်အာတာဝန်တွေအပေါ်မှာ ပြက်ကွက်ခဲ့ရပေါ့လေဒါလေးကိုကျွန်မတွေ့ရတာဖြစ်တယ်အဲ့တော့ကျွန်မအတော်ပြောခဲ့ရပေါ့နော်ဒီဒီလိုယောက်ျားမျိုးကိုတကြမရတာကိုကြော့ရတယ်ဆိုတော့အာစကားပေါ့နော်အဲ့ဒီစကားရဲ့အဖြေရလေဒီပုံလေးနဲ့နိုင်ရှင်ပြီးတော့ဒီပုံလေးနဲ့ reflect လုပ်ပြီးတော့အာနားလည်လိုက်ရတယ်ပေါ့လေဒီပုံမြင်လေးကိုဖတ်လိုက်ရတဲ့အခါမှာအော်ဒါကြောင့်မို့လို့ပေါ့အကုန်ဂျေဆုက တောင်ဝင်ကြီးတက်တယ်ဆိုရယ်ကုန်ကြီးဆိုတာအမတန်ကြီးမားတာပဲဆိုရယ်ဟာမျိုးလေးကိုသွားပြီးတော့တွေ့ရတာဖြစ်တယ်ဗောလေအဲ့တော့အခုလောဆင်မှာကျမ38ပြမင်္ဂလာအာအဲ့38ပြမင်္ဂလာနဲ့ပတ်သက်တဲ့မင်္ဂလာတုတ်တရားဗောနော်အချက်ဒီဗောလေဒီဘဝနေထိုင်နေတဲ့ပတ်သက်တဲ့အကြောင်းအရာလေးကျမရေးနေပါတယ်ကျမဆီယမညာနာနဲ့အတူရေးနေတာဖြစ်ပါတယ်သူတပုတ်ကိုတပုတ်ဗောလေရေးနေရောကျမအဲ့ဒီအကြောင်းလေးလည်းကျမလိုက်ပြီးဖတ်ဖြစ်တာဗောဖတ်ဖြစ်တဲ့အခါမှာ ဒီ38ပြောင်မင်္ဂလာရင်းမှာဆိုရင်တော့ဘယ်လိုပြောလဲဆိုလို့ရှိရင်တာမယားကိုချီးမြှင့်ထောက်ပံ့ခြင်းဒီမြတ်သောမင်္ဂလာမြည်ဤဆိုလို့ပြောတယ်။ပြီးတော့ကျမတို့ငယ်ငယ်ကဆိုလို့ရှိရင်လေဆိုရလေကြပြားလေးလိုလိုတန်ပေါက်ကလေးလိုမျိုးဆိုရတဲ့အခါမှာဒီကျွေးတစ်ချကသားနှစ်မယားကိုမြောက်စားချီးမြှင့်ဝတ်ကုံစီဆိုပြီးတော့အဆိုရတဲ့ဟာလေမှတ်မိကြမယ်ထင်ပါတယ်။အဲ့တော့ဒီထဲမှာတော့သူကသားနှစ်မယားလို့ ပါတဲ့အတွက်ကြောင့်မို့တေချာရာတော့ဒါပါလဲဆိုလို့ရှိရင်အမျိုးသားတွေကို focus လုပ်ထားတယ်အထူးပြုထားတယ်လို့ပြောရမှာပဲဖြစ်ပါတယ်အော်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျမအနေနဲ့စဉ်းစားမိတာကတော့ကျမတို့ကအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့လေလောကမှာတကယ်ကိုတာဝန်ကြီးပုံနဲ့မိသားစုထဲမှာနော်တာဝန်ကြီးပုံနဲ့အမျိုးသမီးအမျိုးသားရယ်ဆိုတာရှိကြပါတယ်ဥပမာမိသားစုထဲမှာဆိုလို့ရှိရင်တချို့အိမ်တွေမှာအမကြီးတွေရှိတယ်နော်အဖွားတွေရှိတယ် ဟိုအမေကြီးတွေအတော်အပြိုကြီးတွေအစရှိတယ်ပေါ့နော်ဒါမျိုးတွေလည်းရှိတတ်ကြတာပါပဲသူတို့တွေအကုန်လုံးကမိသားစုမှာဟို center of the universe ပဲအဲ့လိုပြောရမှာပေါ့နော်သူတို့ဘဟုပြုတ်ပြီးတော့တအိမ်လုံးကလေပတ်နေရယ်ဆိုတဲ့ဟာမျိုးပေါ့နော်တချို့အာအမျိုးသမီးရယ်ဆိုလို့ရှိရင်လည်းဘာဖြစ်လဲတအိမ်လုံးကိုခါရဲကျမကြီးအုပ်တယ်လို့မျိုးပဲအကုန်လုံးအော်အုံမိုးပေးထားတယ်နှွေးထွေးမှုပေးတယ်အင်ခေါင်းမိုးတခုလိုမျိုးတော့အကုန်လုံးလုံးဂျုံနေလုံးဂျုံစီတယ်စိတ်လုံးဂျုံမှုပေးတယ်အဆရှိတဲ့ပြင်ပေါ့လေ တော့ကျမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်တာဝန်ကြီးတယ်နော်ကိုယ့်ရဲ့တာဝန်ကိုကိုကြည့်အောင်ဟိုယူတယ်ပေါ့နော်အဲ့လိုလူတွေဟာတကယ်တော့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဘဝရဲ့နေထိုင်တဲ့ပုံစံကစလို့အာကျမတို့ good intention ကိုခေါ်ရဲအကောင်းမှုနဲ့ရည်ရွယ်ချက်တင်တဲ့ဘဝကိုဖျက်ဆီးနေတဲ့သူတွေလို့ပဲပြောရမှာဖြစ်ပါတယ်အဲ့တော့ကိုကတစ်ပင်ကြီးတစ်ပင်တို့ ကိုကိုကိုဖန်တီးမယ်ပေါ့နော်ကိုကိုကိုတစ်ပင်ကြီးတပင်လုံးမြင်အောင်ကြည့်လိုက်မယ်ခဲထားလိုက်ပါတော့နော်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လဲဒီတစ်ပင်မှာလာပြီးတော့အရေးကိုကြရတဲ့သူတွေရှိမယ်နားကြမယ်နော်နောက်တစ်ခါဒီတစ်ပင်မှာရှိရဲ့အဲတီးလေးတွေအပွင့်လေးတွေကိုနော်ခွစုဆူယူကြမယ်နော်အဲ့လိုသဘောမျိုးပေါ့စားတော့ကြမယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုပါကို အမြဲတမ်းဖြည့်တင်းနေရတဲ့သဘောပေါ့နော်ကိုကိုကိုတစ်ပင်ကြီးတပင်ဆိုလို့ရှိရင်မဖြစ်လဲဆိုလို့ရှိရင်ဒီတစ်ပင်ကြီးကကြီးထွားလာအောင်အများရဲ့အားထားစရာဖြစ်အောင်နားခိုလို့ရအောင်နော်မိသားစုတွေကိုအရေးပေးနိုင်အောင်အစရှိတဲ့ပင်ကိုကိုကိုအမြဲတမ်းဖြည့်တင်းနေရတယ်ကိုပါကိုကောင်းအောင်ကိုအမြဲတမ်းနေရပေါ့နော်အဲ့လိုသဘောမျိုးဖြစ်တယ်အဲ့ခါကျတော့မဖြစ်လဲဆိုလို့ရှိရင်အဲ့ဒါကပြောရမယ်ဆိုလို့ရှိရင်ဒါကုသိုလ်စိတ်လို့ပြောရမှာဖြစ်ပါတယ်စိတ်ထဲမှာအမြဲတမ်း ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့သွားနေတဲ့အတွက်ကြောင့်မို့စိတ်ထဲမှာကုသိုလ်စိတ်ဆိုတာကလည်းအမြင်ရမ်းပဲဖြစ်တယ်ပေါ့လေအဲ့တော့ကျမတို့ကနော်ဟိုအသက်ရှင်နေတဲ့တချိန်ကြာလို့ရှင်တော့ဗာလေအကုန်လုံးကထွက်ခွာသွားမှာပဲပေါ့နော်အခုဒီစကားတွေကိုပြောနေရကျမတို့ဒီတချိန်ကြာလို့ရှင်တော့ရှိတော့မှာမဟုတ်ဘူးထွက်ခွာသွားမှာပဲကဘာမြေကြီးပေါ်ကနေအကုန်လုံးနော်နောက်အနှစ်90လောက်ဆိုလို့ရှင်ပျောက်ကွယ်သွားမဲ့သူတွေများပါတယ်နော်အဲ့ခါကျတော့ ဘာမှမလုပ်ဘဲနဲ့နော်ထွက်သွားတာတည်းစားလို့ရှိရင်ကျမတို့ကကိုလို့ရမယ့်တာဝန်ကိုကိုကြည့်ပြောနေပေါ့နော်အဓိကတော့ဘာလဲဆိုကိုတာဝန်ကိုလည်းကိုယူနိုင်တယ်အဲ့တော့လူတစ်ယောက်ကကိုယ့်ရဲ့တာဝန်ကိုကိုယူနိုင်တယ်ဆိုလို့ရှိရင်သူများရဲ့တာဝန်ကိုလည်းယူနိုင်တဲ့သူတွေဖြစ်ကြပါတယ်ပေါ့နော်အဲ့လိုလည်းကျမပြောချင်တယ်ဘာဖြစ်လဲဆိုတော့ကိုကကိုတာဝန်ယူနိုင်တဲ့အတွက်ကြောင့်မလို့သူများကိုဒုက္ခမဖြစ်စေဘူးပေါ့နော်အဲ့ဒီအချက်ကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်လူတစ်ယောက်ကနော် ကိုတောင်ဝင်ကိုအပြည့်ဝယူနိုင်တယ်ဆိုလို့ရှင်သူ့ကြောင့်မလို့ဘသူ့အမှ တောင်ဝင်မပြီးစေဘူးပေါ့နော်ဒီလိုပုံစံမျိုးလည်းရှိတာဖြစ်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်တောင်ဝင်ဆိုတဲ့စကားရက်ကနော်ဘလောက်အထိအဲကျမတို့ဘဝမှာတာသွားတယ်လေပေါ့နော်အထိကတော့တောင်ဝင်ဆိုတာလည်းယူတတ်တဲ့သူမှမှရှိတယ်ယူနိုင်တဲ့သူမှမှတောင်ဝင်ဆိုတာလည်းပေါ်လာတာမျိုးဖြစ်တယ် အာတာဝန်မယူတတ်တဲ့သူမှာတာဝန်လုံးဝမရှိပါဘူးဒါလုံးဝသိကြတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကိုကတာဝန်တွေယူနိုင်တယ်နော်မိသားစုစောင့်ရှောက်ရတယ်ကျွေးမွေးရတယ်စိတ်လုံးကျုံမှုပေးနိုင်တယ်နော်သူတို့အတွက်ကိုလုပ်ပေးနေရတယ်ဆိုလို့ရှိရင်ဒီဟာကကိုလုံနိုင်လို့ပဲ I am capable of doing this ပေါ့နော်ဒါအောင်ငါလုံနိုင်လို့ပဲဆိုတဲ့စိတ်နဲ့ပဲအဲဂုဏ်ယူစေချင်တယ်ပေါ့လေဒါလည်းကျွန်မပြောချင်တာပါအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ကျွန်မတို့ ဒီကိုတာဝန်ကိုယူတယ်အဲ့လိုက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 ျမတို့တာဝန်ယူနိုင်တဲ့အတွက်ကြောင့်မလို့သူများပုံမှာလည်းဒုက္ခမဖြစ်စေဘူးပေါ့နော်အဲ့ဒါကလည်းတကယ်တော့ပြောရမယ်ဆိုလို့ရှိရင်ဒါမင်္ဂလာတရားနဲ့အညီနေထိုင်ခြင်းပဲဖြစ်ပါတယ်လို့ဆိုတော့ဒီအကြောင်းအရာလေးကိုဒီ weekend talk လေးမှာဝေမျှလိုက်ပါတယ်အဲ့တော့ဒီ talk လေးကနေပြီးတော့တခုခုလည်းရနိုင်မယ်လို့မျှော်လင့်မိပါတယ်တော့အားလုံးအဆုံးထိနားထောင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Have a nice weekend and thank you for listening.